မင်္ဂလာပါရှင်။လေဗန်ရတန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့မှာတော့ဒေါက်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ချမ်းမတ်54ရဲ့လေလံကြမ်းခင်းစီအားတရားရုံးကချက်28ဘီလီယံရှော့ချပြီးချက်ဘီလီယံ290တက်မှတ်တယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပေးတော့မှာပါ။ဒီသတင်းအပြင်ညဉ့်ညင်းစကောင်းဝိုင်း Peace Talk 2025တတိယနေ့ဆက်လက်ကျင်းပတဲ့သတင်းတောင်ကိုရီးယားတွင် မိသက်ရဟရင်တစီပြက်ကြပြီးလေရင်မှုတေဆုံးခဲ့ပြီးတော်မီလောင်ကျမ်းမှုကြောင့်တေဆုံးသူ18ဦးရှိရဆွဲတဲ့ရီယတ်တို့ပြောင်းရွှေ့ရဲ့နှိစက်နေတဲ့အာနိုအားဒုအသင်းခေါင်းဆောင်ယာတုမှဖယ်ရှားပြီးလက်ကျန်ပွဲများတွေအသုံးမပြုရန်လီဗာပူးပရိသတ်များတိုက်တွန်းနေတဲ့တဲ့အစရှိတဲ့တဲ့များကိုတင်ဆက်ပြီးတော့မှာပါဥဆုံးတဲ့တပုတ်နေနေဒေါ်ဆန်စုကြည်ထိုင်ခဲ့တဲ့ချမ်မှတ်54ရဲ့လေလံကြခင်စီအားတရားရုံးက ကျပ်29ဘီလီယံရှော့ချပြီးကျပ်ဘီလီယံ290သတ်မှတ်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဒေါက်ဆန်စုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သားလမ်းရှိချမ်းမှတ်54ရဲ့လေးလံကျခင်စီအားကမာယုခရိုင်တရားရုံးကကျပ်29ဘီလီယံရှော့ချပြီးကျပ်ဘီလီယံ290သတ်မှတ်ကြောင်းမတ်လ25ရက်နေ့မှာအမိန့်ချမှတ်ခဲ့တယ်လို့တရားရုံးနဲ့နှီးဆက်တဲ့အတိုင်းဝန်မှစုံစမ်းသိရှိရပါတယ်။ ကျမ်းမတ်54ရဲ့ကြံခင်းစီကျန်298ဘီလီယံသတ်မှတ်ပြီးတတိယအကြိမ်လီလန်တီရောင်းချမှုကို2025ခုနှစ်ဖေဖော်ဝါရီလ5ရက်ပြုလုပ်ခဲ့ရာလီလန်ဆွဲမဲ့သူမရှိခဲ့ပါဘူး။အဲဒီနောက်ကျမ်းမတ်54ရဲ့ကြံခင်းစီအားကျန်298ဘီလီယံမှကျန်28ဘီလီယံလျှော့ချပြီးကျပ်ဘီလီယံ290သတ်မှတ်ပြီးရန်ဦးအောင်ဆန်းဦးရဲ့ရှောက်ထားမှုကိုတရားရုံးကလက်ခံကကြံခင်းစီကိုပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ အဲ့လိုကမာရုတ်ခဲတရားရုံးရဲ့ဆုံးဖြတ်ချက်ပေါ်ဒေါအောင်ဆန်းစုကြည်ဘက်မှရှိနေများကပြင်ဆင်ခွင့်လျှောက်ထားမှာဖြစ်ကြောင်းသိရပါတယ်။ချမ်းမှတ်54အားပထမကြိမ်လီလနေရောက်ချမှုကို2024ခုနှစ်မတ်လ20ရက်နေ့မှာပြုလုပ်ခဲ့ပြီးကြာခင်းစီကြက်သိန်းပေါင်း33,500 ကျပ်315ဘီလီယံဖြင့်တက်မှတ်လီလန်တင်ခဲ့ပေမယ့်လေဝယ်ယူသူမရှိခဲ့တာကြောင့်၎င်းလီလန်ပွဲပြီးရနောက်ဥအောင်ဆန်းဦးဘက်ကလီလန်ကျန်းခင်းဈေးကို285ဘီလီယံဖြင့်ဈေးလျှော့ပေးရန်တရားရုံးသို့တင်ပြခဲ့ပြီးတရားရုံးကလီလန်ကျန်းခင်းဈေးကိုကျပ်ဘီလီယံ300ဖြင့်ပြင်ဆင်သတ်မှတ်က2024ခုနှစ်ဩဂုတ်လ15ရက်နေ့မှာဒုတိယအကြိမ်လီလန်ပွဲကျင်းပခဲ့ပေမယ့်လေလီလန်ဆွဲမဲ့သူမရှိခဲ့ပါဘူး အဲ့ဒီနောက်ချမ်းမန့်54ရဲ့လီလက်ချက်ခင်းစီကျက်ဘီလီယံ300အားကျက်10ဘီလီယံရှော့ချပေးရန်ဦးအောင်ဆန်းဦးရဲ့ရှောက်ထားမှုကိုကျက်3ဘီလီယံရှော့ချရန်တရားရုံးကဆုံးဖြတ်ခဲ့ပြီးကျက်298ဘီလီယံအဖြစ်တတိယကြိမ်လီလံပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပါသည်ချမ်းမတ်54ရဲ့အေရိယာကျဲဝန်းမှာတတရမ923အေကကျဲဝန်းပြီးစတူရန်ပြီး8365တရမရှစ်ရှစ်ပြီးရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ညဉ့်ညင်း Skywide Peace Talk 2025တတိယနေ့ဆက်လက်ကျင်းပရတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ညဉ့်ညင်း Skywide Peace Talk 2025တတိယနေ့အခမ်းအနားအားယနေ့ Matchla 26နှစ်နှစ်ပိုင်းမှာနေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာ Confession ဘဟုဌာနနှစ်မှာကျင်းပပြုလျက်ရှိပါသည်။ ငငယ်ရေးစကားဝိုင်း page 2025မှာအလော်တီတီမှတာဝန်ရှိသူများပါဝင်ဆွေးနွေးလျက်ရှိပြီး match လ24ရက်နေ့မှာ match လ26ရက်ထိ3ရက်တာကျင်းပနေခြင်းဖြစ်ပါသည်။ ညဉ့်ညေးစကားဝိုင်း peach.2025r ညဉ့်ညေးစကားဝိုင်းမှတစိညဉ့်ညေးလုပ်ငန်းစဉ်အပေါ်မှာကဏ္ဍသတိမှအသိပညာရှင်အတက်ပညာရှင်များထေမော်ကြွတားတဲ့ပုဂ္ဂိုလ်များကညဉ့်ညေးလုပ်ငန်းစဉ်ကိုပုံမအယုံဆိုင်စေရန်ညဉ့်ညေးအတွက်အကြံမဖက်တဲ့နီးလန်းနဲ့ဆောင်ရွက်တဲ့ဆောင်ရွက်ခြင်းကသာရည်ရှိတည်တဲ့ညဉ့်ညေးကိုရရှိနိုင်မယ်ဆိုတဲ့ချက်အားလူတို့အကြားမှာအသိအမြင်တိုးပွားလာစေရန်မိမိတို့နိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခများအမြန်ဆုံးရောကြပြီး နိုင်ငံရေးနှင့်စီးပွားရေးမြင့်တက်လာစေရန်အတွက်ရေတိုရေရှည်လုပ်ငန်းစဉ်များကိုဖော်ထုတ်ရန်ဆိုတဲ့ရည်ရွယ်ချက်များဖြင့်ကျင်းပခြင်းဖြစ်ကြောင်းသိရပါသည်ငင်းကြင်းစကားဝိုင်း peace.2035 ကိုတွေးဆောင်ဆွေးနွေးမှုများမှငင်းကြင်းသောနိုင်ငံတော်တည်စီတို့အဖွဲ့တည့်ရဲ့ဆွေးနွေးခြင်းအဖွဲ့နည်းရဲ့ဆွေးနွေးခြင်းများကိုဆောင်းလျက်ရှိကြောင်းသိရပါသည်။ဆက်လက်ပြီးတောင်ကိုရီးယားတွင်မိသက်ရဟရင်တစီပြတ်ကျပြီးလေယာဉ်မှူးတေဆုံးခဲ့ပြီးတော်မီလောင်ကျွမ်းမှုကြောင့်တေဆုံးသူ16ဦးရှိရဲ့ဆွဲသတင်းကိုတင်ဆက်ပေးကြပါမယ်။ တန်ကိုရီးယားနိုင်ငံတွင်မက်စလာ26ကသေဆုံးသူ18ဦးထက်မနည်းရှိခဲ့တဲ့တော်မီလောင်ကျွမ်းမှုကိုငြိမ့်သက်ပေးနေတဲ့ရဟရင်တစီပြစ်ကြပြီးလေရင်မှုသေဆုံးသွားကြောင်းမိသက်ဌာနကထုတ်ပြန်ခဲ့ပါတယ်။တော်မီကိုငြိမ့်သက်ပေးနေတဲ့ရဟရင်တစီ UE Sayon County ကတောင်ထူထက်တဲ့နေရာတနေရာမှာပြစ်ကြသွားပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာဒီနေရင်မူတည်ဆုံသွားပါတယ်လို့ကယောင်ဘက်မိသက်တပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။တန်ကိုရီးယားနိုင်ငံရဲ့အစိုးဆုံးတော်မီလောင်မှုများမှတစ်ခုဖြစ်တဲ့၎င်းတော်မီကြောင့်တည်ဆုံသူ18ဦးထက်မနည်းရှိလာခဲ့ကာမကြုံစပူအပြည့်စီများဖြစ်ပေါ်ခဲ့ကြောင်းယာယီသမရဟန်တုစုကမတ်လ26နေ့မှာပြောကြားခဲ့ပါတယ်။နိုင်ငံရှိတောင်ပိုင်းမှာသတင်းဘက်ကုံကြော့ကဒါဇင်နဲ့ချီတဲ့တော်မီလောင်ကျမှုဖြစ်ပွားခဲ့ပြီးလူ1900ကျော်အေးပေါ်ရှေ့ပြောင်းခဲ့ရပါတယ်။ ဇာခံများကအထိတ်တလန့်ဖြင့်ရွှေပြောင်းချိန်မှာတော်မီကြောင့်လမ်းဘက်ဆက်သွယ်ရေးပြတ်တောက်မှုကြုံတွေ့ခဲ့ရပါတယ်။လေတိုင်နှုံကြောင့်မီကူးဆက်လောင်ကျွမ်းမှုပြင်းထန်ပြီးအင်းကြီးချင်းဒေသများနဲ့ရှေဟောင်းဖျားအကြောင်းတစ်ခုစီကူးဆက်လောင်ကျွမ်းခဲ့လို့သိရပါတယ်။ပြည်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရတော်မီဟာ1398ဟက်တာ4991ဧကားကိုကူးဆက်လောင်ကျွမ်းနေပြီးတော်မီလောင်မှုစုစုပေါင်းရဲ့89ရာခိုင်နှုန်းဟာယူရီဆယ်ယောင်ကောင်တီတစ်ခုထဲ၌ဖြစ်တယ်လို့ဆိုပါတယ်။ အစိုးရကအကြက်တဲ့တတိပိချက်ချင်းတွေကိုအမြင့်ဆုံးအဆင့်အထိတိုးမြှင့်ထုတ်ပြန်ထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရီယက်တို့ပြောင်းရွှေ့ရန်နီးစပ်နေတဲ့အာနိုအာဒုတင်ခေါင်းဆောင်ယာတုမှဖေရှားပြီးလက်ကျန်ပွဲများတွင်အသုံးမပြုရန်လီဗာပူးပရိသတ်များတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ လီဗာပူးအသင်းပြိသက်တွေဟာလာမယ့်ຫນွေမှာရီယယ်မက်ဒရစ်အသင်းစီပြောင်းရွှေ့ဖို့နှိစက်နေတဲ့အသင်းနောက်ခံကစားသမားအာနိုကိုဒေါသထွက်နေကြပြီးသူ့ကိုဒုအသင်းခေါင်းဆောင်ရာဒုကနေဖယ်ရှားပြီးရာတီလက်ကျန်ပွဲတွေမှာအတုံးမပြုတ်ဖို့လူမှုကွန်ရက်ကတဆင့်အသင်းကိုတိုက်တွန်းနေကြရလို့သိရပါတယ်အသက်26နှစ်အရွယ်အင်္ဂလန်နောက်ခံကစားသမားအာနိုဟာအသင်းဝိုင်းကစားသမားတွေဖြစ်တဲ့ဆာလာဗန်ဒက်တို့လိုပဲဒီယာဒီကုံမှာလီဗာပူးအသင်းနဲ့စတုတ္တရန်ကုံဆုံးမှာဖြစ်ပါသေးတယ်။ လီဗာပူးအသင်းအနေနဲ့အဲ့ဒီကစားသမား၃စလုံးကိုစရုပ်သေးချုပ်ဆိုဖို့ဆွေးနွေးနေပြီးမိလက်ရှိအချိန်ထိအဆင်မပြေသေးဘူးလို့သိရပါတယ်။စပိန်ထိပ်သီးရီယယ်မက်ဒရစ်အသင်းဟာအာနိုကိုခွဲယူဖို့အသေးအတန်ချိတ်ဆက်နေပြီးပြီးခဲ့တဲ့ဇန်နဝါရီကလည်းပေါင်တန်း20နဲ့ကမ်းလန့်ခဲ့ဘူးလေလို့သိရပါတယ်။ Real Madrid အသင်းဟာလာမယ့်နှစ်မှာအာနိုကိုပြောင်းရွှေ့ခြင်းအလို့နဲ့ခွဲယူနိုင်မယ်လို့ယုံကြည်နေပြီးစပိန်မီဒီယာချို့ကအာနိုအနေနဲ့ Real အသင်းနဲ့ပုံကိုယ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ဖော်ပြနေကြပါတယ်။ အဲ့ဒီသတင်းလေးကြောင့်လီဗာပူးပရိသတ်အများစုဟာအသင်းငယ်မွေးချမ်းပေါက်ကစားသမားအာနိုကိုဒေါသပေါက်ကွဲခဲ့ကြပြီးသူ့ကိုအသင်းမှာထပ်ပြီးအသုံးပြုတော့ဖို့လူမှုကွန်ရက်တွေမှာရေးသားခဲ့ကြတာပါလီဗာပူးပရိသတ်တွေကအာနိုကိုထပ်မတုံးနေတော့ သူ့ကိုနှုတ်ဆက်ခွင့်မပေးနဲ့အရှန်ကုန်မာတော့မထိုင်စေနဲ့ဖလားရရင်လည်းသူ့ကိုအောင်ပွဲခံခွင့်မပေးနဲ့လီဗာပူးဖလားရတာကိုသူ့အင်္ဂါပဲထမ်းကြည့်ပါစေသူ့ကိုကစားခွင့်မပေးနဲ့တော့ဖလားရရင်လည်းအန်ဖီကိုသူမလာစေနဲ့စတဲ့မှတ်ချက်တွေရေးသားခဲ့ကြတာဖြစ်ပါတယ်အာနုဟာအသက်6နှစ်မှလီဗာပူးအကယ်ဒမီသို့စတင်ရောက်ရှိလာခဲ့ပြီးအသင်းအတွက်ပြိုင်ပွဲဆုံး349ပွဲကစားထားကပရီးမီးယားလိနဲ့ချန်ပီယံလိပါဝင်စုဖလား9လုံးရရှိထားတာပါ လေဖန်ရတဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းလေးဖြစ်ကြပါစေရှင်